အားလုံးပဲမင်္ဂလာပါရှင်ပွဲရဲ့ cooking channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မနက်စာကောင်းကောင်းလေးစားဖို့အတွက် okay နဲ့မှုမွေးလေးနဲ့အရက်ကိုစားလို့ကောင်းတဲ့ကြက်ဥထမင်းကြော်လေးကိုအိမ်မှာအလွယ်တကူကြော်မှာဖြစ်ပါတယ်သူနဲ့တွေ့တော့ဖို့လက်ဖက်ရည်ပုံစိမ့်လေးကိုလည်းတခါတည်းဖြော်ပါမယ်ရှင်ချက်ရတာလည်းအရင်မြန်တော်မို့ပိုးနဲ့တူတူလိုက်ချက်ကြည့်ကြရအောင်နော်သမင်းကြော်မကြော်ခင်လက်ဖက်ရည်လေးအရင်နှက်ထားကြမယ်နော် ဒါမှထမင်းညောင်ကြော်ပြီးရင်တခါရဲတန်းဖြိုလို့ရအောင်ပါရှင်။ရေတလီတာကိုလက်ဖက်ချောက်ချူစာသုံးစုံထည့်လိုက်ပါမယ်နော်။လက်ဖက်ရည်ကဒီတအိုးဆိုရင်၄ခွက်လောက်ရပါတယ်နော်။ပြီးရင်တော့15မိနစ်လောက်တည်ထားရပါမယ်ရှင်။15မိနစ်လောက်တည်ပြီးပြီဆိုရင်တော့မီးအေးအေးနဲ့နိုင်ဝက်လောက်နှက်ထားလိုက်မယ်နော် ကဲလပိတ်ရင်နှစ်ထားတော့မှာထမင်းကြော်ဖို့အတွက်ပြင်ပါမယ်။ထမင်းရတော့စံချိန်ခွဲနှစ်ခွက်စားပါရှင်။ကျုပ်သုံးလုံး။ကျက်သမြူငါးမွာ။ထမင်းနှစ်ပင်နဲ့ဘုံလောင်းညီတို့ထည့်ပါမယ်ရှင်။အရသာအတွက်ကတော့ပဲငံပြာကြီးအပြည့်ပဲငံပြာကြီးအကျဲနှမ်းစီမွေငရုတ်ကောင်စားနဲ့တသားမုတ်တို့ထည့်ပါမယ်ရှင်။ ။ထမင်းကိုတော့ပူဝခက်မှမှာပဲချက်ထားပါရဲ့ရှင်။တကယ်လို့ပူနေရဆိုရင်တော့ခဏလောက်အေးခံထားပြီနော်။အေးသွားတော့မှကြော်ပြေးတာကပူကောင်းပါရဲ့ရှင်။ကျင့်သူမျိုးငါးမောင်လောက်ကိုလည်းဒါပဲရိုက်ပြီးနုနုဆင်းထားလိုက်မယ်နော်။ကျန်းသူမိန်လေးတွေကိုလည်းအဖြူနဲ့အစိမ်းပိုင်းကို ခွဲပြီးပပလိထားလိုက်ပါမယ်။ ုံလာဦးနီလေးတွေကိုတော့အတုံးတသေးလေးတွေလှိထားလိုက်မယ်နော်ပြီးရင်တော့ကျဲဥကြော်မယ်နော်ကျဲဥသုံးလုံးကိုစားနှဲငယ်နဲ့ငရုကောင်းနှဲငယ်ထည့်ပြီးတော့အရင်ခလောက်ထားလိုက်ပါမယ်ရှင် ပြီးရင်တော့အိုးရဲကိုစီးလေးအနှဲငယ်ထည့်ထားလိုက်မယ်နော်စီပူလာပြီဆိုရင်တော့ခုနကျုပ်လေးတွေထည့်ပြီးမီးအေးအေးနဲ့ကြော်လိုက်ပါမယ်ကျုပ်လေးတွေကိုဒီလိုမျိုးလေးအီအီလေးဖြစ်အောင်ကြော်ပါမယ်ဒီကျုပ်ကြော်လေးကဒီတိုင်းစားလဲဆက်လို့ကောင်းပါရဲ့ရှင်ကျုပ်လေးတွေဒီလိုမျိုးအီအီတုံတုံအနေထားလေးရပြီဆိုရင်တော့ရပါပြီရှင်ကျုပ်ထမင်းကြော်မှာကကျုပ်အီအီလေးနဲ့ဆိုဆက်လို့ပိုကောင်းပါတယ် ်ပြီးရင်တော့ထမင်းကြော်လို့ရပါပြီရှင်။အိုးရဲကိုစီထမင်းစားဆုံးတစုံစာလောက်ထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်နုံနုံစင်ထားတဲ့ကြက်သွန်ဖြူနဲ့ကြက်သွန်မင်းအဖြူပိုင်းလေးတွေကိုထည့်ပြီးစီးတက်လိုက်ပါမယ်။မီးအလဲလက်နဲ့ပဲစီးတက်ပေးလိုက်ပါမယ်နော်။အနက်လေးမွေးလာပြီဆိုရင်တော့မုံလာဦးနီလေးတွေထည့်ကျော်လို့ရပါပြီရှင်။မုံလာဦးနီလေးတွေကို10မိနစ်လောက်ထည့်ကျော်လိုက်ပါမယ်နော်။ပြီးရင်တော့ချက်ထားတဲ့ထမင်းထည့်ပါမယ်။မီးနေပြီတော့မီးပြင်းပြင်းနဲ့စကြော်ပါမယ်နော်။ အရသာအတွက်ပဲငယ်များ၏အကျဲကိုထမင်းစားဆုံးတစုံခွဲလောက်ထည့်ပါမယ်။အယောင်လေးလအောင်လို့ပဲငယ်များ၏အပြစ်ကိုလည်းလက်ဖက်ရည်စုံနဲ့တစုံထည့်လိုက်ပါမယ်။ငြိုကောင်းကိုတော့လက်ဖက်ရည်စုံတဝက်ထည့်လိုက်မယ်နော်။စားနဲ့ကြတာမုံကိုတော့အနည်းငယ်ပဲထည့်ပါမယ်။နှင်းစီမွေးကတော့မရှိရင်မထည့်လဲရပါရဲ့ရှင်။ထည့်ရင်တော့အနက်လေးကပုံမွေးပါရဲ့ရှင်။ ပြီးရင်တော့အရသာနှံ့သွားအောင်2မိနစ်3မိနစ်လောက်တီချာလေးကြော်ပြီးလိုက်ပါမယ်။ Okay နဲ့လေးမွေးလာပြီဆိုရင်တော့ခုနကကြော်ထားတဲ့ကြုပ်အီအီလေးတွေနဲ့ကျက်သွမ်းမိတ်လေးတွေပါထည့်လိုက်ပါမယ်။ပြီးရင်တော့နောက်ထပ်10မိနစ်လောက်ပဲထပ်ကြော်ပြီးပြီဆိုရင်တော့ကြဲ့ဥထမင်းကြော်မှုမှုလေးရပါပြီရှင်။မီးပြင်းပြင်းနဲ့ကြော်တော့အိုကင်းနဲ့လေးကတင်းတင်းလေးနဲ့မှုနေရောပါပဲရှင်။ပိုးကနှမ်းစီလေးပါထည့်ထားတာမို့လို့နှမ်းစီအနက်လေးပါတင်းတင်းလေးဖြစ်နေပါဗျ။ အဇွန်တို့စက်သားဝက်သားတို့ထည့်ကျော်လဲရပါတယ်ရှင်ကဲသမင်းကြော်လဲကြော်ပြီးပြီဆိုရင်တော့လက်ဖက်ရည်ဖြော်ကြမယ်နော်။ပိုးကတော့လက်ဖက်ရည်ဆိုပုံးစင်လေးပဲကြိုက်တာမို့လို့ပုံးစင်လေးပဲဖြော်မယ်နော်။တစ်ခွက်စာအတွက်ခုနကနှက်ထားတဲ့အဖန်ရည်ကို250မယ်ထည့်လိုက်ပါမယ်။ပြီးရင်တော့နှုတ်စင်ကိုသမင်းစားစုံနဲ့၃စုံထည့်ပါမယ်။ နိုးစီကိုတော့ထမင်းစားစုံနဲ့နှစ်စုံထည့်ပါမယ်။ဒါဆိုရင်တော့လက်ဖက်ရည်မှွမှွလေးလည်းရပါပြီရှင်။မနက်ပိုင်းမှာဒီလိုလက်ဖက်ရည်လေးတစ်ခွက်ကမနက်စာအတွက်လုံးဝကတိပါပဲရှင်။ကဲဒါဆိုရင်တော့ okay နဲ့တင်းတင်းလေးနဲ့ကျုပ်ထမင်းကျော်မှွမှွလေးရဲ့သူနဲ့တွေ့တော့ဘူးလက်ဖက်ရည်ပုံစံလေးရဲ့ရပါပြီရှင်။ နက်စာအတွက်ကိုအဟာရလည်းပြီးအရတာလည်းရှိပြီးတော့လုံရတာလည်းလွယ်ကူမြန်ဆန်တဲ့အတွက်ဒါမျိုးလေးလည်းလုပ်စားကြည့်ကြအောင်နော်။တအိမ်လုံးစားဖို့အတွက်ကြောင့်မယ်ဆိုရင် budget saving လည်းဖြစ်ပါရဲ့ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ခုလိုမျိုးဟင်းချက်နီးလေးတွေရောမုန်းလုံးနီးလေးတွေပါအမြဲတမီလာမှဖြစ်လို့ပို့ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးပါအောင်နော်။ပို့ကိုချက်စီခြင်းနဲ့ဟင်းလေးတွေရှိရင် comment မှာရေးခဲ့ပေးကြအောင်နော်။အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်။